အရှင်သာရိပုတ္တရာရှင်သူမြတ်ကြီးတာဝတိပြည်ဇေတဝန်မှာတရင်တုံးတဲ့အခိုက်အဲ့ဒီတာဝတိမြို့ထဲကအတုလာဆိုတဲ့တကာကြီးတယောက်အမြဲတမ်းဥပုသ်ဆောင်တဲ့ဥပဒကာကြီးပေါ့သူ့ရဲ့အဖို့တငယ်ချင်းကလည်း900ရှိတယ်တည့်ရတော့အဲ့ဒီဥပဒကာ900 သာဝတိပြည်ဇေတဝန်အကြောင်းနဲ့ရောက်ပြီးတော့သာဝတိပြည်ဇေတဝန်အကြောင်းနဲ့မှလည်းရှင်သာရိပုတ္တရာရဲ့ညီအငယ်ဆုံးလေးယေဝတ္တမထေရကလည်းရောက်အဲ့ဒီယေဝတ္တမထေရထံချင်းကပ်ပြီးတော့တရားနာဖို့သူတို့လျှောက်ကြတယ်တရားနာဖို့လျှောက်ကြတဲ့အခါယေဝတ္တဆိုတာသူတို့အကောင်းတို့တွေတောထဲမှာနေတာပတိသန္လာနာ ပါတိသလာနာအာရမောစိတ်ဉာဏ်ရရနိုင်မွေလျောသောဒီဟောဝိယာခြင်းသိကဲ့သို့ဧကစာရောတယောက်ထဲသာကျင်လေရှိသော ရေဝတော်ရေဝရမထေသည်ဓမ္မနာကထေသည်တရားမဟောအဲ့ဒီဥပါဒကအဖွဲ့ကိုတရားဟောသလားမေးလိုက်တော့တရားတစ်လုံးတမာရမှာကိုမဟော ဘာဖြစ်လို့တော့မေးတော့သူနေတာကတောထဲမှာတပါးတဲ့စိတ်စိတ်တိတ်တိတ်ကလေးနေလေးရှိတဲ့ပုံကိုအခုမှအကြောင်းတစ်ခုရှိလို့သာဝတိမြို့ကိုရောက်ရောက်လာတဲ့မထေတန်ချင်းကပြီးတရားဟောပါဗျာဆိုဟောဘူးဟာမဟုတ်မလားဆိုပြီးတော့အဲ့မှာဒေါသတွေထွက်ပြီးအပြစ်တွေတင်ဟာဒီအဝဲဝဲထားဒီအကြောင်းနေပြီးတော့မှ ယဟန်တပါဖြစ်မှာတရားမဟောဘူးဆိုတော့သဘာဝမကြဘူးတဲ့တော်တော်တရားမဟောပဲနေရင်တော့အာအကြီးလိုပဲလူအကြီးလိုပဲဟာအပြစ်တွေပြောလိုက်ကြတာရှင်သာရိပုတ္တရာညီလေးတရားမဟောလို့ဘာရကြမကောင်းပြစ်ပြောသွားကြအဲ့ဒီကနေပြီးတော့စိတ်ဆိုးပြီးထပြန်သွားတယ်အဲ့ဒီဥပဒေက900ကရှင်သာရိပုတ္တရာထံရောက် အရှင်သာရိပုတ္တရာရရောက်တော့ရှင်သာရိပုတ္တရာကြီးကိုအဲ့ဒီအကြောင်းတွေသူတို့ပြောပြတယ်အဲ့ဒီအကြောင်းတွေပြောပြတော့ရှင်သာရိပုတ္တရာအရှင်သူမြတ်ကြီးကဟာသူညီလေးတရားမဟောလို့သူတို့တွေအပြစ်ပြောလာကြတယ်ငါတော့ဟောမှဖြစ်မယ်ဆိုရှင်သာရိပုတ္တရာကြီးကဘာဟောလဲမေးတော့ဗိဓမ္မာဟောအဗိဓမ္မာကထာနာမဗိဓမ္မာတရားဆိုတာအတိတန်နာအတိတန်နာအလွန်သိမ်မွေ့တယ် ထေရအရှင်သာရိပုတ္တရာမတေတိဘဟုံများစွာသောအဘိဓမ္မာမေဝအဘိဓမ္မာတရားကိုသာလျင်ကထေတိဟောတော်မူတယ်။အရှင်သာရိပုတ္တရာကြီးဘိဓမ္မာတရားဟောလို့တယ်။အလုံးတိမ်မွေ့နုညံ့တဲ့ဘိဓမ္မာတရားကိုငါတို့လာဟောတယ်။အာမကံငါတို့မှာဣမိနာဘိဓမေနာဣဘိဓမ္မာတရားဖြင့်ကောအထောပဲကျိုးရှိမလဲ။ အဲဝိဓုမာတရားကြီးဟောတော့ငါတို့ဘာအကျိုးရှိမှလဲဟောသူညီလေးကတရားမဟောလို့ကဲ့ရဲ့ခံရလို့အကိုကြီးဖြစ်တဲ့ရှင်သာရိပုတ္တရာကတရားကိုခက်ခဲခဲခဲနဲ့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 တကယ်အနှစ်သာရပါတဲ့ဝိဓုမာတရားကိုဟောပြအဘိဓမ္မာဆိုတာခက်ခဲတယ်နဲ့နဲတယ်သိမ်မွေ့တယ်အဲ့ဒီတော့ဝင်ဟောနိုင်မှပို့ပြီးတော့ရှင်းရှင်းလင်းလင်းရှိတယ် အဲ့ဒါကြောင့်ရှင်သာရိပုတ္တရာကြီးကအကျဉ်တဝင်ခေါ်တာအဲ့လိုခေါ်တော့လေတခါဘာဖြစ်တော့မေးတော့မထေကြီးကိုကဲရကြတယ်ခေါ်လိုက်တာခေါ်လိုက်တာဘဲမှာသွားစရာလာစရာမရှိဒီဟောတခုတည်းလုံနေသလားမသိဘူးဒီလိုကြည့်ပြောရင်ပြောမှာပေါ့ကြံဖန်ပြီးဟောလုံးလို့တဲ့ရှင်သာရိပုတ္တရာကြီးကအပြစ်ပြောခံရတယ် အဲ့ဒါနဲ့ရှင်သာရိပုတ္တရာနာကထသွားပြီးတော့ရှင်အနန္ဒာစီရောက်ကြပြန်တယ်ဒီအဖွဲ့အရှင်အနန္ဒာစီရောက်တော့ရှင်အနန္ဒာကိုအဲ့ဒီအကြောင်းတွေတခါပြောပြဟာဟိုမှာရှင်ရေဝဒမထေမဟောလို့တဲ့အပြစ်ပြောခံရအရှင်သာရိပုတ္တရာမထေကြီးဟောလွန်းလို့တဲ့အပြစ်ပြောခံရအဲ့ဒါနဲ့အရှင်အနန္ဒာမထေသူမြတ်က မဟောပဲလည်းမနေဘူးအများကြီးလည်းမဟောဘူးဆိုပြီးတော့သုတ်တန်တွေထဲမှာအနှစ်ချုပ်ပြီးတော့တိလွယ်နိုင်တဲ့တရားလေးတွေကို သူပြောတယ်အာနန္ဒထေရောအရှင်အာနန္ဒမထေရသူမြတ်ဒီသူဝိညာဉ်ယံတိလွယ်ဒီကိုကတ္တဝါပြု၍အဘကမေဝဓမ္မအနေငယ်သော တရားကိုသာလျင် ကထေသည်ဟောတော်မူတယ် တရားကိုနည်းနည်းပဲခေါ်တယ်အများကြီးမဟုတ်ဘူးထေရသအရှင်သာရိပုတ္တရာမထေရကိုအရှင်ထေရသအရှင်အာနန္ဒမထေရသူမြတ်ကိုလည်းပဲကိုယ်စတိအမြတ်ထွက်ကြပြန်နေဩကိုတော်ကလည်းနှမျောလိုက်တာနှမျောလိုက်တာသူ့ရဲ့လေကိုမြှရွှေလို့ထင်နေသလားမသိဘူးတရားဟောတာတော့တူတူလေးပဲဟော ရှိရှိဟောတော့ဘာဖြစ်မှာမို့လို့ဟောမဟောတော့လည်းပြပြောတယ်ဟောတော့လည်းပြပြောတယ်မကျင်းမကျေဟောပြန်တော့လည်းအပြစ်ပြောတယ်ဒီတကာကြီးတွေဖွဲ့တာနောက်ဆုံးဘုရားစီသွားကြတယ်ဘုရားစီသွားပြီဘုရားကအကြောင်းဆုံးလျှောက်ပြဘုရားကလည်းအကုန်သိပြီးသားအဲ့ဒီမှာမြတ်စွာဘုရားကပြောတဲ့အတုလအတုလဒါယကာ မောရဏတောပတ္ထာယရှေးခါကစပြီးတော့ဧတံဤကဲ့သို့သူတော်ဘာရအပြစ်တွေကိုကဲ့ရကြခြင်း ပြောဆိုကြခြင်းသည် အာသိဏမေဝထုံးစံကြီးတကုလို့ဖြစ်နေပါတယ်တခါကြီးရဲ့ကဲ့ရဲ့တယ်ရှုံချတယ်ဆိုတာကဒါရှိရှိကလေးကစလာကလေးကထုံနှန်းစင်လာတခုပါပဲတဲ့ ဒုံနိဗ္ဗဒံပိစိစိနေတော်လေကရဟန္တိကရေကြလေကုန်၏ဘဟုံကထံပိတရားစကားများများပြောတော်လေကရဟန္တိကရေကြလေကုန်၏မန္တကထံပိအနှင်းငယ်ပြောတော်လေပဲကရဟန္တိယေဝကရေမြေကရေကြကုန်သည်သာတိတခါကြီးတို့ကမဟောတော်လေပဲအာအကြီးလိုပဲဆိုကဲရဲ့ ခေါ်ပြန်တော်လဲပဲ။ဩတော်တော်လေပေါ်တဲ့ကိုတော်ပဲလို့ဒီလိုပြောကြတယ်။အနစ်ချုပ်ပြီးတော့လူရင်းလေးခေါ်ပြန်တော်လဲပဲ။တော်တော်လေကိုနှမျောတဲ့ကုတ်ကိုပဲလို့ဒီလိုပြပြောကြတယ်။အဲ့တော့ကဲ့ရဲ့တဲ့ဆိုတာတကားကြီးတဲ့ပောရဏတော်ပတ်ထာယအာစိန်နမေဝါရှေးရှေးကလေးကအစင်လာကြီးပါပဲတဲ့။ ဧကန္တဂရဟိတဘောအမြဲတမ်းချီးမွမ်းခံရတဲ့ပုဂ္ဂိုလ်ဆိုတာလည်းပဲလောကကြီးထဲမှာမရှိဘူးဧကန္တပတန်တိတော့အမြဲတမ်းချီးမွမ်းခံရတဲ့ပုဂ္ဂိုလ်ဆိုတာလည်းမရှိဘူးအဲ့တော့တချို့ကိုချီးမွမ်းခံရတယ်တချို့ကကဲ့ရဲ့ခံရတခုတည်းတောင်ပဲတချို့ကကဲ့ရဲ့သူရှိတယ်ချီးမွမ်းသူရှိတယ်ဒါမတူကြပါဘူးရှင်းရှင်းစင်နာကြီးပါပဲတဲ့ဘုရားက မဟာပထဝိမိမြေကြီးကိုလည်းဧကိစေပတန်တန်တိတချို့ကချီးမွမ်းတယ်ဧကိစေနိုင်တန်တိတချို့ကကဲ့ရဲ့တယ်မြေကြီးဆိုတာတော်ကောင်းတွေကြီးသူ့ရဲ့မြေကြီးတွေကတူးပြီးတော့ယရဏတွေထုတ်ယူသွားတော့လေမြေကြီးဘာပြောနောက်တကမြေကြီးတွေကျင်းတူးပြီးတော့ကျင်ကြီးတွေကျင်ငယ်တွေစွန့်ချလဲမကောင်းတာတွေစွန့်ချလဲမြေကြီးဘာပြော သူ့ဘောမှာကောင်းတာပဲလုပ်လို့မကောင်းတာပဲလုပ်လို့ဘာတခုမှမပြောတဲ့မြေကြီးကိုလည်းဧကိစံဧကိစေပတန်တန်ဒီတချို့ကချီးမွမ်းတယ်ဧကိစေပတန်တန်ဒီတချို့ကကဲ့ရဲ့တယ်နောက်တစ်ခါစန္ဒီမတူရိရေပြီးတဲ့လတွေနေတွေကိုလည်းဧကိစေပတန်တန်ဒီဧကိစေနေတန်ဒီတချို့ကကဲ့ရဲ့တယ်တချို့ကချီးမွမ်းတယ် ဟာလတ်သားမဲ့ညာမျိုးမိုးတိမ်နေအုံးနေလို့လတ်မသားနေရှာဘူးလတ်ပညာဖြစ်ပြီးမသားရမလားဆိုပြီးလာကြီးကြရကြအစင်းနေမိုးတိမ်သူတိုင်းမိခိုးတွေကင်းပြီးတော့လတ်ပညာမျိုးလာကြီးကသားနေပြန်တော့လဲမကောင်းတဲ့ဒုစရိုက်လှုပ်ချင်တဲ့ပုံကောဒီညမှာဒီလကလည်းဝင်ကိုမဝင်နိုင်ဘူးဆိုပြီးလကိုတကားအချို့ကလည်းကြရကြတယ်အခွန်ရဲ့ရှိရဲ့တိမ်နေဖုံးနေလို့နေမထွက်နိုင်တော့ နေအောင်ကြီးမရတဲ့ကနေရခဲ့တော့နေကလည်းတစ်ဘက်ကိုမထွက်နိုင်ဘူးဒီလိုဖြစ်ကြပြန်ရောဟာကစုံနေုံရောက်တဲ့ကတိန်နေရကင်းပြီးတော့နေမင်းကပူပြင်းတော့ပူလိုက်တဲ့နေကြီးကွာထွက်ကြတဲ့ကပူတော့ဝင်သည့်တိုင်အောင်ပူတာပဲဆိုပြီးတော့တချို့ကကဲရကြပြန်တယ်တချို့ကရှုံချကြပြန်တယ်တချို့ကလည်းကြီးမွန်ကြတယ်သူ့တာဝန်သူလုပ်တယ်ပေါ့အဲ့တော့နောက်ဆုံးတော့သမ္မာသမ္ဗုဒ္ဓံပြီးအေကိစေပတ္တန်တံပြီး ဧကိစီနိုင်တန်ဒီဖယားရှင်တို့တောင်းပဲတချို့ကကြီးမွန်းကြတယ်တချို့ကကဲရကြတယ်တဲ့နတ်တိလောကအနိုင်ဒီတော့လောကကြီးထဲမှာအကဲရလွတ်တဲ့ပုံကိုဆိုတာဘယ်သူမှမရှိပါဘူးတဲ့နာဇာဟုနာဇာဘဝိတ္တိနစေတရဟိဝိသတိဧကန္တံနိုင်ဒီတော့ပေါ်တော့ဧကန္တံပတန်တိတော့ လောကေလောက၌ဧကန္တနေတိတော်ဘောသော အမြဲတမ်းချီးမွတ်အမြဲတမ်းကဲ့ရဲ့ခံရတဲ့ပုဂ္ဂိုလ်ဆိုတာနတ္ထီမရှိပါဘူးဧကန္တပတံတိတော်ဘောသော အမြဲတမ်းချီးမွမ်းခံရတဲ့ပုဂ္ဂိုလ်ဆိုတာလေနသာဟုရှိကလည်းမရှိခဲ့ဘူးနသာဘဝိတ္တိနောင်လည်းရှိမှာမဟုတ်ဘူးနစေတရဟိယခုလည်းပဲမရှိဘူးတဲ့ဘုရားကဒီလိုပြော ဲ့တော့ဒကာကြီးဟာရွှေစင်နိခတနိခတနိခဆိုတာရှင်သွုံဂဏိလို့ဆိုတော့တပိဋ္တာဆိုကြပါစို့ရွှေတပိဋ္တာလောက်တုံးအညစ်ကြီးတွေအကုန်လုံးစစ်ထုတ်ပြီးတော့ထားတဲ့ရွှေအဲ့ဒီသဘူရိရွှေမှာအညစ်ကြီးမရှိတော့ဘူးဆိုရင်အပြစ်ပြောစရာမရှိတော့ဘူး ညစ်ခြင်းမရှိပါလေကနဲ့ရွှေကိုအပြစ်ပြောရင်လေအဲ့ဒီပြောတဲ့လူကလူမိုက်ပဲမကောင်းကြံတဲ့လူပဲဖြစ်လိမ့်မယ်ပေါ့ဒီတိုင်းပါပဲတဲ့ကိုယ့်ရဲ့တဏ္ဍာမှာရှိတဲ့လောဘဒေါသ మో ဟဆိုတဲ့ကိလေသာအညစ်အကြေးတွေကိုပယ်ထုတ်ပြီးတော့မှ နေမယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာတပုရိရွှေလိုပဲတပုရိရွှေဟာလူတိုင်းကချီးမွမ်းတယ်ပညာနဲ့အသိဉာဏ်နဲ့လူမိုက်များကသာကဲ့ရဲ့ရင်ကဲ့ရဲ့ ဒီတိုင်းပဲလောဘဒေါသမောဟဆိုတဲ့ကိလေသာညစ်ကြေးတွေပယ်ထားတဲ့ပုံကိုယ်ကိုလည်းပဲကဲရတဲ့ပုံကို မရှိပါဘူး။ကဲရတဲ့ပုံကိုယ်ကလည်းလူမိုက်ပဲဖြစ်ပါလိမ့်မယ်။အဲ့တော့မြတ်စွာဘုရားကပြောကျင်တာဘာလဲမိလိုက်တော့လူမိုက်တို့ရဲ့ကဲရရင်ချီးမွမ်းခြင်းကအဓိကဗရဏပုံ။ပညာရှိတို့ရဲ့ကဲရခြင်းချီးမွမ်းခြင်းကသာဗရဏဖြစ်တယ်လို့အဒီတရားကိုဟောတာ။အဲ့ဒီတရားကိုဟောလိုက်တဲ့အခါ ဒေသနာဝတ္တနေဒေသနာတော်ရဲ့အဆုံးမှာတော့ပြင်းစတတာမီ900မြလောက်ကုန်သောတေဥပါဒကထောဥပါဒကတို့သည်သောတာပတိဖလေသောတာပတိဖို၌ပဋိဋ္ဌိန်သူကောင်းစွာမသွေတည်တော်မူကြလေကောင်း၏အဲ့ဒီတရားဆုံးတော်မှာဥပါဒက900ဟာသောတာပန်တည်ကြပါသလဲဗျာအဲ့ဒါကြောင့်တရားချစ်ခင်သတော်စင်များဒီနေရာမှာဥစဉ်တို့တို့တရားစစ်သူကြီး ဓမ္မသေနာပတိကြီးဖယားပြီးရင်ပညာအကြီးကျယ်ဆုံးပုဂ္ဂိုလ်ကြီးဒီလိုပုဂ္ဂိုလ်ကြီးတော့ဩလူတွေရဲ့ကဲ့ရဲ့ခြင်းကမလွတ်ကင်းပါလားသူတို့ပုဂ္ဂိုလ်တော်ကဲ့ရဲ့ခြင်းကမလွတ်သေးဘူးဆိုရင်ငါတို့လိုပုဂ္ဂိုလ်တွေမှာဘာပြောနေစရာလိုမလဲလို့ကိုကိုကိုဒီလိုဓမ္မသည်ရှိကြဖို့ဒီတရားကညွန်ပြနေပါတယ်